ုဆက်လက်ပြီးတော့မြန်မာနိုင်ငံအတွက်ပထမဦးဆုံးနိုင်ငံတကာအလှမဲ့တရဖူးကိုယူဆောင်လာပေးနိုင်ခဲ့တဲ့ Miss Asia Pacific World 2014ဆုရှင်မင်းမြန်နိုးရဲ့အကြောင်းကိုတော့ခိုင်မွချိုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်းမြန်နိုးဆိုတာ2014ခုနှစ်မေလ31ရက်မတိုင်ခင်အထိတော့အိမ်မက်ဆုံရမှာဝင်ပြိုင်ခဲ့မှုတဲ့အရက်ရှိရှိတာမန်ကောင်မလေးတယောက်ဖြစ်ပေအများကသိထားခဲ့ကြတာပါ။ ေလ31ရက်မှာတော့မြန်မာနိုင်ငံအတွက်ပွဲဥထွက်တရဖူကိုရယူပေးနိုင်ခဲ့တဲ့မိမြနူလူတကာစိတ်ဝင်စားတာခံရတဲ့မိမြနူ Miss Asia Pacific World 2014 Miss မိမြနူဖြစ်သွားခဲ့ပါပြီ။ဂျွန်လ9ရက်ညမှာတော့မိမြနူတယောက်ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့တရဖူကိုစောင်းပြီးအမိမြမာပြည်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ 19နှစ်သာရှိသေးတဲ့မိញံတို့ဟာငယ်စဉ်ကတည်းကပညာရေးမှာထူးချွန်ခဲ့ပြီးကလေးဘဝကတည်းကစုတစိတ်တွေနဲ့မဆိုင်ခဲ့တဲ့သူပါမြန်တို့အငယ်လေးတွေကပေါ့နော်အာမြန်မာပြည်မှာရှင်းနေတိနေခဲ့ပြီးတော့ရှင်းနေရနေစပြီးတော့စင်မူမှာကြောင်းသွားတက်ခဲ့ပါတယ်ရှင်ပြီးခဲ့တဲ့နှစ်ကပြန်ရောက်ပါတယ်ရှင်အကြောင်းစစင်မူမှာကြောင်းစတက်တဲ့ကဟော်ကီကစားပါတယ်ဟော်ကီဒီ school captain လည်းဖြစ်ခဲ့ပါတယ်အဲတော့ပြီးတော့ နောက် secondary school လေးရောက်လဲရောက်တော့မြန်တို့ဒီ Singapore club ကို club တက်ကစားပူပါတယ်ရှင်အာ miss တယောက်နည်းနဲ့လဲဖြစ်ဖို့ပေါ့နော်အာစိတ်ကူးရင်ဘူးပဲပေါ့ဒါပေမဲ့ငငယ်လေးရဝါသနာပါတဲ့ဥစ္စာကတော့တချင်းဆိုတာပဲပေါ့နော်အเจ้าမှာဆိုလို့ရှိရင် choir တွေမှာလဲဟို lead vocalist အနေနဲ့လဲဆိုရဲပြီးလို့ရှိရင်ဒီ soprano လဲဆိုပါတယ်ရှင်တချင်းဆိုတာကတော့မဲစကားပြောတဲ့ခါစားတွေကတချင်းစာဆိုတာပါသူမဟာတချင်နာကိုဖြစ်အောင်လုပ်တတ်သူအာမလျှော့တတ်သူ သင်ယူလေ့လာမှုကောင်းသူမိန်းကလေးတူဖြစ်တယ်ဆိုတာကိုသူမရဲ့စူးစမ်းအားထုတ်မှုတွေကသက်သေပြနေပြန်ပါတယ်။ ုတ်ကဲ့အပထမအဆုံးဒီ style plus age မှာ personality development training အများကြီးရခဲ့ပါတယ်။ဒီမဲ့တယောက်ကဘယ်လိုနေတိုင်းစတာရလဲဆိုတာအရင်ရေးချည်ရလေ။အဲ့တော့ဒီချက်လနုထုံးကနေပြီးဦးစီးပြီးတော့ဒီ personality development training ပေးပါတယ်။ပြီးတော့ဒီအာဖိလစ်ပင်းကလာတဲ့ဆရာတွေကပေါ့နော်ဒီ catwalk တွေအာ question and answer ရေ training ပေးရပြီးတော့ဖိလစ်ပင်းမှာသွားပြီးတော့လဲ training further training တိုက်ခဲ့ပါတယ်ရှင့်။ င်ပွဲတခြားတငယ်ချင်းကောင်းအနေနဲ့တွေ့ခဲ့ရတဲ့မိ мян တို့ကသူမရဲ့တငယ်ချင်းတွေအကြောင်းကိုလည်းအခုလိုပြန်ပြောပြပါတယ်။ဟုတ်ကဲ့အာဒီပြန်ပွဲတခြားမှာဟိုတယ်နေရာတွေအများကြီးရောက်ခဲ့တယ်လေ။အဲ့တော့အခန်းမိတ် to roommate တွေကလည်းဟိုနှစ်ရက်တခါပြောင်းနေပေါ့နော်။အော်မြန်မာရဲ့ roommate တွေက Singapore ရဲ့ Seychelles ရဲ့အာအလိုမျိုးနှစ်ခေါက်လောက် roommate နေရတယ်ပြလို့ရှိရင် Miss Korea ပေါ့နော်မြန်မာနဲ့အာနှစ်ခေါက်လောက်ပေါ့သုံးခေါက်လောက်အကြအဆုံးနေရတယ် Miss Korea ကတော့မြန်မာနဲ့ best friend လို့ဖြစ်သွားပါတယ်ရှင်ဟုတ် ဟုတ်ကဲ့အာမျိုးနိုးနဲ့ပထမအောင်ဆုံးခင်တဲ့မဲကတော့ Miss Romania ဖြစ်ပါတယ်။အာသူကအရန်ခင်မို့ကောင်းတယ်ပေါ့နော်။ပြီးတော့အရန်လည်းဖော်ရွေးရယ်။ပြီးတော့နောက်ထပ် Miss Singapore နဲ့တွေ့ရယ်ပြီးတော့ Miss Pakistan အာမျိုးနိုးနဲ့အနည်းဟိုကားထဲမှာဆိုလို့ရှိရင်အမြဲတူထိုင်ရတော့ Miss Pakistan ပေါ့နော်။ Miss Pakistan, Miss Romania, Miss အာဖိလစ်ပင်းစ်ပေါ့ဒီလေးယောက်ကအမြဲတမ်းတွဲဖြစ်ပါရဲ့ရှင်ကျန်တဲ့ဟိုမယ်ရီလည်းနောက်နောက်ရက်တွေပေါ့ရောက်ရောက်ရှာလာရယ်ပေါ့နော်အဲသူတို့တွေကလည်းအရန်ဟိုမယ်အားလုံးကအရန်ခင်ဖို့ကောင်းတယ်ပေါ့နော်တယောက်နဲ့တယောက်ကူညီပေးတယ်ဟိုအမြဲလည်းစကားကြီးပြောနေကြရယ်ပေါ့နော်သူတို့ culture group culture sharing နေလောက်ကြပါရဲ့ရှင်ပြောဖို့အရန်ကောင်းပါတယ် ့နိုင်ငံအတွက်တရပူစုကိုအယယူခြင်းခဲ့တဲ့မိញံတို့ဟာပြိုင်ပွဲတစ်လျှောက်အတွေ့အကြုံမျိုးစုံနဲ့ခက်ခဲပြီးစိန်ခေါ်မှုတွေကိုဖြတ်တန်းပြီးနောက်ဆုံးမှာတော့နိုင်ငံအတွက်တာဝန်ကျေနိုင်ခဲ့ပါပြီ။ Korean opera singer Harry Young ရဲ့ vocal training ကိုအာ၃ရက်ပေါ့နော်၃ရက်လောက်ဟို training ယူခဲ့ပါတယ်။အဲဒီဥစ္စာကတော့အကျိုးအများကြီးပြုခဲ့ပေါ့နော်။သူကသူက Korean အားလည်းဖြစ်တဲ့အတွက် Korean ဘာသာစကား pronunciation ကိုအရင်အကူအညီပေးခဲ့ပါတယ်ရှင်။ You know not come so ဆင်းစု competition မရောက်ခင်ပေါ့နော်ဟိုလက်မှာဒီပူလောင်သွားတာလေးတခုရှိပါတယ်အဲ့ဒါဒီပြိုင်ပွဲတော့ပေါ့နော်အရင် ဟိုစိတ်တွေလှုပ်ရှားခဲ့ရပေါ့ဒီအနာကပဲအမှတ်တွေရောက်အောင်မလားဆိုပြီးတော့စိတ်တွေလှုပ်ရှားခဲ့ပါတယ်ဒါပေမဲ့ဟိုဒီအနာကိုမေ့ဖြောက်ပြီးတော့ပေါ့နော်ဒီ bandage လေးကပ်ပြီးတော့ confidence ရှိရှိနဲ့အာတန်ဝင်းမှာရောက်တဲ့အချိန်မှာတော့အဆင်ပြေပါရဲ့ရှင်လို crown ရယူလာရဲဆိုတာကိုကနိုင်ငံအတွက်ကိုပေါ့နော်တခုခုဒါကြောင့်အာကိုတက်နိုင်တဲ့လောက်လေးပေါ့နော်တခုခုလှုပ်ပေးခြင်းနဲ့အရည်ရွယ်ချက်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်တက်တနိဋ္ဌာန်နဲ့ပေါ့နော်ဒီပြိုင်ပွဲမှာအကောင်းဆုံးကြိုးစားခဲ့ရလဲဖြစ်ပါတယ်ရှင့် 바로 미스 미얀마 여러분 큰 박수 부탁드립니다 မာနိုင်ငံမှာတော့ဒီ magazine တွေပေါ့နော် magazine တွေကြော်ညာတွေဘလို့ရှင်ပထမဆုံးကမ်းလှမ်းလာတဲ့ Satori ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်းရုပ်ရှင်ရိုက်ဖို့လည်းအစီအစဉ်ရှိပါရဲ့ရှင် K-drama တွေမှာပါဝင်ဖို့ license ထုတ်ပေးရဲဆိုတော့ဒီသူကိုရီးယား drama တို့အစီအစဉ်တွေချမှာပေါ့နော်ဒီ organization နဲ့ပူးပေါင်းပြီးတော့အဲ့မှာကိုရီးယားကားတွေမှာလည်းပါဝင်ခွင့်ရလို့ရှင်တော့အရန်ပြောဖို့ကောင်းပါပဲပါအခုဆိုရင်တော့ကိုရီးယားနိုင်ငံမှာသရုပ်ဆောင်ခွင့် license ကိုပါရရှိခဲ့တဲ့ Miss Asia Pacific World 2014 Miss မင်းမြန်တို့တရား ရှေ့ဆက်လျှောက်မဲ့အနုပညာလမ်းမှာအလင်းလက်ဆုံးကျယ်ဝင်းတွင်ဖြစ်လာနိုင်မှုအတွက်သူမရဲ့တောက်ပမှုစွမ်းအားတွေကိုကျမတို့အားလုံးမျှော်လင့်ဆောင်စားကြရအောင်လားရှင်။